ိုင်းစုခိုင်တိန်ထက်စိုးပြစ်တဲ့စဉ်ကသူတို့တိုင်းနဲ့ကိုက်ညီတာကြောင့်သဘောတူပေးလိုက်တဲ့ဟင်းဝီယန်ဖခင်ကဲပရိသတ်ကြီးတို့ရဲ့မင်းသားကြောင့်ဟင်းဝီယန်ရဲ့ဖခင်ကိုတော့မတိတဲ့သူရှိမယ်မထင်ပါဘူး အကြောင်းကတော့ဟေဝရန်တယောက်ဝမ်းစုခိုင်သိနဲ့ချစ်ကြိုက်ခဲ့ပြီးခိုးရလိုက်ပြတဲ့အချိန်မှာပဲသဘောမတူတာကြောင့်အနုနီနဲ့သားဖြစ်သူကိုပြန်ခေါ်ခဲ့ပြီးနောက်ဆုံးအဆက်အသွယ်ပါဖြတ်ခိုင်းတဲ့အထိပြုလုပ်ခဲ့တာပါဟေဝရန်ရဲ့ဖခင်ဦးဝင်းကိုတယောက်အဲ့ဒီအချိန်ဝမ်းစုခိုင်သိကသူမချစ်သူနဲ့မခွဲဖို့အတွက်ဖုန်းတွေဆက်ပြီးတောင်းပန်ခဲ့ပေမဲ့လုံးဝမဆက်သွယ်ပေးဘဲသားသမီးချင်းကိုချင်းမစာပြုမှုခဲ့တာပါဒါကြောင့်လေဒီအတန်ဖိုင်ကလိုင်းပေါ်မှာပြန့်နှံ့လာပြီးဟင်းဝီယန်ဖခင်ကိုပရိသတ်တွေကအမြင်ကပ်နေခဲ့ကြတာပါဒါပေမဲ့လည်း အခုချိန်မှာတော့ဦးဝင်းကိုကတားဖြစ်သူကိုယ်တိုင်ကချစ်ကြိုက်တဲ့သူဖြစ်ခဲ့ရင်သဘောတူပေးမှဖြစ်ပြီးအရင်ကကိစ္စကသူတို့အချင်းချင်းဖြစ်ကြတဲ့ပြဿနာသားဖြစ်ကြောင်းပြောပြခဲ့တာပါ။ဒါကြောင့်လည်းဒီနေ့မကုန်းခင်မင်္ဂလာသတင်းကြားရတော့မှဖြစ်ကြောင်းပြောပြလာခဲ့တာပါ။ပရိသတ်တီဗီသားအမျိုးသမီးလေးဖြစ်တာကြောင့်ဝမ်းသာကြမှာပါဆိုပြီးပြောလာခဲ့တာပါအချို့သောအတွင်းသတင်းတွေအရတော့ဆလပိုင်းထဲမှာပြုတ်လုပ်ပေးမှဖြစ်ပြီးမင်းသမီးချော်လေးစိုးပြေတည်စင်လို့သိရှိရတာပဲဖြစ်ပါတယ် ဟင်းဝရံရဲ့ဖခင်ဖြစ်သူဦးဝင်းကိုအနေနဲ့ကသူတို့မိသားစုကအထက်တန်းဆန်ဆန်မိသားစုကမဟုတ်ဘဲအောက်ခြေကတက်လာခဲ့တာကြောင့်ဘယ်သူဘယ်ဝါဖြစ်မှဆိုပြီးတမတ်ချက်နဲ့တားဖြစ်သူရဲ့အခြေရေးကိုကန့်သက်ချုပ်ချယ်ခဲ့တာမျိုးမရှိခဲ့ကြောင်းပြောပြလာခဲ့တာပါဆိုတော့ပရိသတ်ကြီးတို့ကရောဟိဝရန်ရဲ့အင်ထောင်ဖက်ကောင်းဖြစ်လာမဲ့သူကဘသူဖြစ်မလဲဆိုတာပြောပြခဲ့ကြပါအောင်နော်။